ဒီနေ့မှာတော့ဘန်မန်ဗီလင်နဲ့တယောက်ဖြစ်တဲ့တန်လွန်ဒါမှမဟုတ်ဝီလျံကော့ဆိုတဲ့ DC ဗီလင်တယောက်အကြောင်းပြောပြမှာဖြစ်ပါတယ်။ဝီလျံကော့ဆိုတာကတော့ကောသန်မျိုးကပတ်စံရှိလူရန်စားတွေဖွဲ့စည်းတည်ထောင်ထားတဲ့ God of All ဆိုတဲ့လျှို့ဝှက်ဖွဲ့စည်းကြီးတစ်ခုရဲ့အဓိကလှုပ်ကြံသက်ဖြတ်ရေးသမားတယောက်ဖြစ်ပါတယ်။ဝီလျံကော့ကအခြေခံလူရန်စားဘဝနေလာတာဖြစ်တဲ့အတွက်စာဝတ်နေသိပ်ပြေလည်းလေးမရှိပါဘူး။သူက1900တခုနှစ်မှာမွေးရဖြစ်ပါတယ်။သူ့ရဲ့အဖေကတော့ဆောက်လုပ်ရေးသမားတူဖြစ်ပါတယ်။ဝီလျံကော့ရဲ့အဖေက gang family လို့ခေါ်တဲ့လူချမ်းသာမိသားစုတစုအတွက်အလုပ်လုပ်နေတရားဆောက်လုပ်ရေးတစ်ခုမှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ William Cobbett အမေကတော့ထဲကျိုးဆက်ရမှာလှုပ်လှုပ်ပါတယ်။သူတို့စာအုပ်နေရရမ်းချက်တဲလာတော့ William ကငယ်စဉ်ကတည်းကလမ်းဘေးမှာလက်လက်တက်ပညာလေးနဲ့ကပြဖြောဖြေးပြီးသူ့အမေအတွက်ပုံငွေရှာပေးပါတယ်။တခါတလေလည်းလူရတာမျိုးတွေလည်းရှိပါတယ်။သူ့အမေကတော့သူဒီလိုလှုပ်တာမကြိုက်ပေမဲ့သူကရလာတဲ့ပတ်စံလေးကိုသူ့အမေရဲ့ပတ်စံလေးတွေကိုအများနဲ့ခိုးပြီးထည့်ပေးလို့ရှိပါတယ်။ ဒီနေ့မှာတော့ဝီလျံကလူချမ်းသာတရားကိုတမန်တိုက်ခိုင်ရတာကနေကတင်ခဲ့ပါတယ်။တမန်ရဲ့အကောင်ကိုသူလဲလဲပညာပြတဲ့အယောတစ်ခုနဲ့ကောက်ပေါက်ခဲ့တာဖြစ်ပါတယ်။အဲဒီလူချမ်းသာနာမည်နဲ့သန်နီယန်ဟဲလီဖြစ်ပါတယ်။သူကဝီလျံရဲ့အရေးချွန်းသဘောကြတော့သူစက္ကန့်မှာအလုပ်လာလို့ဖို့ကန့်လန့်ခဲ့ပါတယ်။အဲဒီလူချမ်းသာရဲ့စက္ကန့်မှာအလုပ်လုပ်နေတဲ့ဝီလျံဟာလဲလဲပညာတက်ကနေပြီးတော့ဓာတ်ပစ်ပညာတက်ကိုပါကျွမ်းကျင်လာခဲ့ပါတယ်။စက္ကန့်နဲ့ကဘာလှည့်ပြီးကောတန်ကိုပြောင်းလာတဲ့အချိန်ကျတော့ Amelia Crown ဆိုတဲ့အမျိုးသမီးတူနဲ့ချစ်ကြိုက်သွားခဲ့ပါတယ်။ အမလီယာကကွန်တန်မျိုးရဲ့တထိန်မိသားစုဝင်တူဖြစ်ပါတယ်သူတို့နှစ်ယောက်ချစ်ကြိုက်နေတာကိုအမလီယာရဲ့အဖေဘတ်တန်ခရောင်းကသဘောမတူပါဘူးဒါပေမဲ့သူတို့နှစ်ယောက်ကလက်ထပ်ပုတ်ထီရွယ်ကြပြီးကလေးတော်ရလာခဲ့ပါတယ်အမလီယာရဲ့အဖေဘတ်တန်ခရောင်းကဒီလိုပြောပါတယ်မင်းကငါသမီးနဲ့မထိုက်တန်ဘူး ခေါ်ဆံမှာလူချမ်းသာနဲ့လူဆင်းရဲနှမျိုးပဲရှိရလို့ပြောပါရယ်ပြောချင်တာကတော့ဝီလျံကော့လိုမျိုးအလယ်အလတ်လူရန်စားဆိုတာမရှိဘူးလို့ပြောချင်တာပါအဲဒီနောက်မှာဝီလျံသူ့အလုပ်ရှင်နဲ့တန်နီရဲ့စကားကြောင့်ခေါ်ရော့အောင်ဆိုတဲ့လူဝက်ဖွဲ့စည်းတစ်ခုအတွက်အလုပ်လုပ်ဖို့သဘောတူလိုက်ပါရယ်ခေါ်ရော့အောင်ဖွဲ့စည်းကသူ့ကိုယ်ရဲ့ electron လို့အမည်ရတဲ့ဓာတ်ပစ္စည်းတစ်ခုထည့်ပေးလိုက်တဲ့အချိန်မှာတော့အစွမ်းနေရလာခဲ့ပါရယ်ဒဏ်ရာယူလည်းအမြန်ကျက်လာသလိုအိုးမင်းတော်လည်းနှိမ့်လာခဲ့ပါရယ် ဒီလိုနဲ့ပဲ God of Owls တို့အလုပ်လုပ်ပေးတဲ့တန်လွန်လူသက်သမားတယောက်ဖြစ်လာပါတယ်။ Emily က William နဲ့ရတဲ့ကလေးလေးကိုမွေးတဲ့အချိန်မှာ Emily ရဲ့အိမ်ထဲကို William ခိုးဝင်သွားပြီးကလေးကိုယူဆောင်သွားခဲ့ပါတယ်။သူ့ရဲ့သားလေးကိုသူ့လို့ရှင်တဲ့တန်နီရဲ့စကတ်တဲကိုခေါ်သွားပါတယ်။သူ့လို့ရှင်လည်းသူ့သားလေးကိုမွေးစားပေးဖို့ပြောပါတယ်။ God of Owls တို့နောက်ထပ်တန်လွန်လေးကိုမွေးထုတ်ဖို့ဒီစကတ်ကိုသူကအသုံးချချင်တာပါ။ Button Crown ရဲ့စကားတခွန်းကို William မှတ်မိနေခဲ့ပါတယ်။အင်္ဂလိပ်စကားမှာ grey ဆိုတာအလဲလက်ကိုပြောတာဖြစ်ပါတယ်။ တတိယဘတ်တန်ခရောင်းရဲ့ကော်တန်မှာအလဲလဲတန်းစားဆိုတာမရှိဘူးဆိုတဲ့စကားကိုသယောခြင်းတဲ့အနေနဲ့ဝီလျံကော့ကသူ့ရဲ့မွေးလာတဲ့သားလေးကိုသူ့ရဲ့စာနေနောက်ဆုံးနာမည်မပေးဘဲနဲ့ Grayson လို့ပေးခဲ့ပါတယ်။အဲ့ဒီ Grayson ဆိုတဲ့ကလေးလေးဟာအသက်ကြီးလာတော့ John Grayson ဆိုတဲ့သားလေးတစ်ယောက်ကိုမွေးခဲ့ပါတယ်။အဲ့ဒီသားလေး John Grayson ရနေမှာတစ်ဆင့်ယနေ့ကျွန်တော်တို့သိရဲ့ဘက်မန်ရဲ့ပထမဆုံး Robin ဖြစ်တဲ့နိုင်ဝင်းရဲ့အဖေကိုမွေးထုတ်ပေးခဲ့ပါတယ်။ပြောချင်တာကတော့ John Grayson ဟာနိုင်ဝင်းခေါ် Dick Grayson ရဲ့ အဖိုးဖြစ်သူဖြစ်ပါတယ်။နောက်ပိုင်းမှာဘန်မန်က Court of Owl ဆိုတဲ့လေယောက်ဖွဲ့စည်းကိုရှာဖွေရင်းနဲ့တယ်လွန်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဒါကတော့ DC Comics ထဲက villain တယောက်ဖြစ်တဲ့တယ်လွန်ဆိုတဲ့ဇာတ်ကောင်ကို Superior Spotlight ကနေပြီးတော့တင်ဆက်ပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်သိကျင်တဲ့ Super Villain, Super Hero တွေကို Comment မှာဝင်ရောက်တောင်းဆိုသွားနိုင်ပါတယ်ခင်ဗျာ။